လက်မခံမှုဟေးဆိုတဲ့ပုံစံမျိုးတွေများလာတယ်ပို့ပြီးတော့အခြေအနေတွေဒါပို့တိုင်မှုတွေပြင်းထန်လာတယ်ဟေးဆိုတဲ့ခါကျရင် TNL နဲ့ပါထိတိုက်တွေ့လာနိုင်မလားမျိုးကိုပြန်ပြီးတော့ဆုတ်ခွာပေးရမယ်ဆိုရင်လည်းကိုယ့်ဘက်ကိုဆုတ်သွားလိုက်ဘာဖြစ်လို့စစ်ကောင်စီတပ်ကိုခေါ်ပြီးတော့တွင်းလာမှာလဲဆိုတဲ့အမြင်တွေလည်းရှိကြပြန်တယ် ္ဂလာပါဒီကနေ့ကတော့နိုဝင်ဘာလ22ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့လဲကျွန်တော်တို့ဒါထူးထူးခြားခြားဖြစ်စဉ်တွေရှိတယ်အဲထူးခြားတဲ့အကြောင်းအရာတွေပြောကြမယ်ပြီးတော့ပြောင်းလဲလာတဲ့ဒီမိုးကုတ်ခြင်းတွေလည်းပြောကြမယ်ပေါ့နော်ဒါကျွန်တော် BBC မှာဒါဒီသတင်းလေးတွေ့လိုက်တယ်ပေါ့နော်တွေ့လိုက်တယ်အဲ့ဒါကဒီမိုးကုတ်မိုးမိတ်နဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်ရင်းတက်ဖွဲ့နဲ့ DNL နဲ့တွေ့ဆုံပြီးတော့ပြောင်းလဲလာတဲ့အခြေအနေတွေ DNL ဘက်ကတောင်းဆိုတဲ့အရာတွေပေါ့နော်တော်လိုင်းတက်ဖွဲ့တွေပေါ်မှာတောင်းဆိုတဲ့အရာတွေ ဒါရင်နဲ့ပတ်သက်လို့ထပ်ပြီးတည်ရတဲ့ချက်တွေအများကြီးဖြစ်လာတယ်ဗောနော်အဲ့တော့ဒီမိုးကုတ်ကိစ္စဗောနော်မိုးဝေးကိစ္စမှာဒါစစ်ကောင်စီနဲ့ DNL နဲ့အပြစ်ခတ်ရက်သဘောတူသွားပြီးပြီလက်မှတ်ထိုးသွားပြီးပြီဆိုတော့နောက်ပိုင်းမှာဗောနော်အဲအမျိုးမျိုးပဲဒါ36ချက်တွေလည်းထွက်လာတယ်ထင်ကြီးလည်းထွက်လာတယ်အဲဒီပုံမှာဂျင်းနဲ့တာရီရှိတယ်မဂျင်းနဲ့တာရီရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးမဂျင်းနဲ့တာပုံများပါတယ်အဲ့လိုပုံစံမျိုးတွေထွက်လာပြီးနောက်မှာဒါတပ်ဖွဲ့တွေအသီးသီးကနေပြီးတော့လေထုတ်ပြန်ချက်တွေထုတ်ပြန်လာတာတွေရှိတယ်ပေါ့နော်အဲမိုးကုတ်ကိုစွမ်းကုန်ကာကွယ်ဖို့ပြီးရင် viewer တွေဖွဲ့စည်းတာတွေ မိုးကုတ်ကိုတိုက်ခဲ့တော့ပါဝင်ခဲ့တဲ့အဖွဲ့တွေအကုန်လုံးကဒီပေါ်မှာသူရဲ့သဘောထားတွေကိုထုတ်ပြန်တာလည်းရှိတယ်။အားလုံးရဲ့ဒါဒီတော်လိုင်းဘက်မှာရှိတဲ့အားလုံးရဲ့သဘောထားကတော့ဒီမိုးကုတ်ကိုရအောင်ကာကွယ်မယ်ဆိုတဲ့ပုံစံမျိုးတွေကတော့ပုံများတယ်ပေါ့နော်။ဒါပေမဲ့လည်းစစ်ကောင်စီက DNL နဲ့အပြစ်ကရက်ပြီးနောက်ပိုင်းမှာတရုတ်ရဲ့အကူအညီနဲ့ပဲပေါ့နော်။တရုတ်ရဲ့ဆော့ဖတ်မှုနဲ့ပဲ DNL ကိုဒါသူရဲ့တက်တွေကိုပေါ့နော်စစ်ကောင်စီတက်တွေကို DNL က ဒါမိုးကုတ်မျိုးတဲကိုခေါ်ဆောင်ပေးရမယ်ဆိုတဲ့ပုံစံမျိုးတွေပါထပ်ပြီးတော့တွေ့လာရတယ်အဲ့ဒါတွေကပြောင်းလဲလာတယ်ပေါ့နော်အဲ့တော့ဒါ TNL ကစစ်ကောင်စီကိုဒါမိုးကုတ်မျိုးတဲကိုခေါ်သွင်းပေးမဲ့ပုံစံမျိုးပါအခုဆိုရင်မြင်နေရပြီအဲ TNL ကဒါမိုးကုတ်ကိုအခြေပြုလှုပ်ရှားတဲ့တပ်ဖွဲ့၅ဖွဲ့တဲ့မနေဒီတပ်ဖွဲ့တွေနဲ့တွေ့ဆုံခဲ့တယ်ဆိုပြီးတော့ဒါ BBC ကအတည်ပြုထားတယ်ပေါ့နော်အဲ့တပ်ဖွဲ့တွေထဲမှာဘယ်ဖွဲ့တွေပါလဲဆိုတော့ဒီ Manly PDF ပါတယ်မိုးကုတ် Viewer ပါတယ်မိုးကုတ်ပကပပါတယ်အမှတ်913တရင်ပါတယ် PLA ပါတယ်အခြားသောတော်လိုင်းတက်ဖွဲ့တွေလည်းပါမယ်ပေါ့နော်အဓိကတော့၅ဘွဲ့တက်မနေကို နေရနှစ်ခုလောက်ခွဲပြီးတော့ကိုတွေ့ဆုံခဲ့တယ်ဆိုပြီးတော့သိရတယ်ဒီတွေ့ဆုံမှုကိုဒါ TNL ရဲ့ဒါအထွေထွေတွင်ရင်မှုဒါဗိုလ်တာဘုံကျော်အဲ CEO ကြီးဒါဟိုပလန်တို့ကဥဆောင်ဆွေးနွေးခဲ့ကြတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်ရင်ဒါအခုနောက်ပိုင်းမှာပေါ့နော် TNL ကထုတ်ပြန်ချက်တစ်ခုလုပ်တယ်29ရက်နေ့ရပါပေါ့နော်ဒါရှေ့လ29ရက်နေ့ရအဲ့လိုထုတ်ပြန်ပြီးရနောက်ပိုင်းမှာဒီအခြေအနေတွေနဲ့ပတ်သက်လို့ပေါ့နော်ဘာမှဆက်ပြီးတော့ပြောဆိုတာမျိုးမရှိလာဘူး ညတော့တော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းခုနလိုမိုးကုတ်ကိုကာကွယ်မယ်ဆိုတဲ့ပုံစံမျိုးပဲပြောခဲ့ပြီးရဲ့နောက်ပိုင်းမှာအဲတိတိပပပုံစံမျိုးလူလူကမသိရတာရှိတယ်ပေါ့နော်အဲအကြောင်းမလို့လေဒါလူလူကဒါအစိုးရင်နေများတယ်အပူပန်ရတာတွေတောကရောက်တာတွေများတဲ့ခါကျတော့ကြိုတင်ပြီးတော့ဆစ်ဆောင်တာတွေလှုပ်လာတဲ့ခါကျတော့အရင်ကတည်းကပူများတယ်ဒါဆစ်ဆောင်တဲ့ဟာတွေများလာအဲ့မှာမြို့ရဲ့25ရာခိုင်နှုန်းလောက်ပဲပေါ့နော်အခုဆိုရင်အဲ့ထက်တောင်နည်းသွားတော့မယ်အဲ့လောက်ရာခိုင်နှုန်းလောက်ကပဲဒါမြို့ထဲမှာကြံခဲ့တယ်အဲ့ဒီလူတွေကလည်းတကယ်ပြောရရင်တော့ ြောင်းရွှေ့ဖို့အတွက်မတက်နိုင်တဲ့သူတွေအပြောင်းရွှေ့ဖို့မဖြစ်နိုင်တဲ့သူတွေတကြီးရွယ်အိုတွေဒါမျိုးပုံစံမျိုးတွေပေါ့နော်အပြင်တန်ဃာတော်တွေကအစပေါ့နော်အဲဒီလိုမျိုးပြောင်းရွှေ့ဖို့အတွက်အဆင်မပြေဘူးအဲကြတော့ဒါဘုန်းကိုချင်းပဲတူးပြီးတော့သတင်းသုံးရမယ်ပုံစံမျိုးတွေဖြစ်လာနေလေပေါ့နော်အဲအဲအကြောင်းမလို့ဒါလူလူကလူရည်အတွက်ဥယေပူပူပြီးတော့နင်းနေလာတယ်မျိုးထဲမှာဒီလိုပုံစံမျိုးတွေဖြစ်နေတယ်ပေါ့နော်အဲ့တော့တန်နလီကဒါသူရဲ့ထင်းချုံနေမြေတွေကိုဒါလေချောင်းတိုက်ခိုက်တာတွေထိုးစစ်စင်တာတွေမလုပ်ဖို့ပေါ့နော်မိုးကုန်းနဲ့မိုးမိတ်မြို့နှမြို့ကို ပြန်ပေးမယ်ဆိုပြီးတော့စစ်ကောင်စီနဲ့ဒါအပြည့်ရဲ့သဘောတူညီခဲ့တာဖြစ်တယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်အဓိကတော့သူတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာစစ်ကောင်စီကလေကြောင်းကနေပုံကျက်တိုက်ခိုက်တာတွေကြောင့်မလို့ပြည်သူတွေထိခိုက်နေတာတွေရှိတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးသဘောတူခဲ့တာဆိုပြီးတော့လည်းဒါသတင်းတွေမှာဖော်ပြထားတာတွေ့ရတယ်အဲ့တော့ဆွေးနွေးပဲဗောနော်အဓိက TNL ခုနကဒါဥဆောင်တဲ့သူ2ဦးနဲ့ဒါတော်လိုင်းတပ်ဖွဲ့တွေနဲ့ဒါဆွေးနွေးတဲ့ဆွေးနွေးပွဲမှာဒါမြို့တွေကိုပြန်လွှဲပေးရေးလုပ်ငန်းစဉ်အဆင်ပြေအောင်တော်လိုင်းတက်တွေဘက်ကကူညီကြဖို့ စကားဆခဲ့တယ်ဆိုပြီးတော့သိရတယ်ဗောနော်ဒေါ်လာရင်းတက်ဖွဲ့တဲ့အနေနဲ့ဒီလိုမျိုးတင်းနယ်လေးကစစ်ကောင်စီတပ်တွေကိုခေါ်လာတဲ့အခါမြို့ကိုပြန်ပြီးတော့လွှဲပြောင်းပေးတဲ့အခါကျရင်မနှောက်ရှက်ဖို့မတိုက်ခိုက်ဖို့ဆိုတဲ့ပုံစံမျိုးတိုက်ခိုက်ဖို့မလုပ်ဖို့ဆိုတဲ့ပုံစံမျိုးတွေတောင်းဆိုခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်ပြီးတော့အဲ့လိုမျိုးတွေတောင်းဆိုတာ ਨੇ တပါတယ်သူကဘာထပ်ပြီးတော့ဒါဒေါ်လာရင်းတက်ဖွဲ့တွေပုံမှာပြောခဲ့တယ်လဲဆိုတော့ဒီအရင်တုန်းကဒီတိုက်ပွဲတွေဝင်တဲ့အခါမှာအဲတက်ဖွဲ့တွေအသုံးပြုဖို့အတွက်ပေးထားတဲ့လက်နက်တွေရှိတယ်အဲ့လက်နက်တွေကအရင်တုန်းကတော့ငှားရမ်းထားတာဆိုတဲ့သဘောမျိုးပေါ့နော်အခုကျတော့အဲ့လက်နက်တွေကို အပိုင်ပေးပါမယ်ဆိုတဲ့ပုံစံမျိုးအပိုင်ပေးတယ်ဆိုတဲ့ပုံစံမျိုးပြောတယ်တဲ့ဒါကိုတော်လိုင်းတက်ဖွဲ့ဝင်တယောက်ကလည်းပြောတယ်အဲ့ဒါပါလဲဆိုတော့ဒီ TNL ဘက်ကပေါ့နော်ဒါငားရမ်းထားတဲ့လက်နက်တွေကိုအပိုင်ပေးတယ်ဆိုပြီးချွေးသိတဲ့သဘောပြောတာမျိုးရှိတယ်အဓိကတော့ဒီမျိုးကိုပြန်လွှဲပေးဖို့ရေမနှောက်ရှက်ဖို့အတွက်ကိုဒီလက်နက်ခဲရန်နေပေးပါတယ်ဆိုတဲ့ပုံစံမျိုးသဘောတက်ရောက်တယ်ပေါ့နော်အဲ့တော့လိုက်ရောပေးပါအဒိုင်းနဲ့ပတ်သက်လို့အရင်တုန်းကပေးထားတဲ့လက်နက်တွေကိုလည်းအပိုင်ပေးပါတယ်အဲအကြောင်းမလို့ဒီမြို့ကိုစစ်ကောင်စီကိုဒါလွှဲပြောင်းပေးတဲ့အခါခေါ်ယူလာတဲ့အခါကျရင် မနောက်ရှက်ပါနဲ့ဆိုပြီးတော့တောင်းဆိုတဲ့ပုံစံမျိုးတွတ်တွေ့ရတယ်ဗောနော်အဲ့တော့ဒါစစ်ကောင်စီပြောင်းဝင်လာတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကိုဒါမြို့အပြင်ပွိုင်ကုန်းနေရာတွေမှာပဲနေရာယူခိုင်းစီခြင်းနဲ့ဆိုတဲ့ပုံစံမျိုးလည်းသိရတယ်ဗောနော်အဲ့တော့ဒါစစ်ကောင်စီနဲ့ TNL သဘောတူထားတဲ့ရက်အတွင်းမှာမြို့အလွှဲပြောင်းလုပ်ငန်းရှင်တွေပြီးမှပဲတိုက်ပွဲပေါ်ဆောင်စီခြင်းတဲ့သဘောမျိုးပြောတာမျိုးလည်းရှိတယ်ဆိုတော့ဒါပြောရမယ်ဆိုရင်မြို့ကိုအစအနေပြန်တိုက်ရမယ့်ပုံစံဖြစ်တာအဲအဲ့တော့အခုလိုမျိုးဒါစစ်ကောင်စီကမြို့ထဲကိုဝင်လာပါပြီဆိုတဲ့ခါကျရင်တော်လိုင်းတပ်ဖွဲ့တွေကမြို့ပြင်ကိုထွက်ပေးရအောင် မြို့ပြင်အခြားသောဒါပွိုင်ကုန်းနေရာတွေမှာနေရမယ်နေရာယူရမယ်ဟိုပြင်းပြင်းလက်ရရင်လာရှုဖြစ်စဉ်ကိုပဲတွေ့ကြည့်လိုက်ပေါ့နော်အဲ့ပုံစံနဲ့တပုံစံနဲ့ပုံစံမျိုးကိုတွေ့တွေ့ရစစ်ကောင်စီကအဲ့ပုံစံမျိုးပဲလုပ်လိုက်မယ်တရုတ်ကလည်းအဲ့ပုံစံမျိုးပဲလုပ်စေချင်တာရှေ့မှာလာရှုကိုသူတို့လှုပ်ခိုင်းစေချင်တဲ့အတိုင်းစစ်ကောင်စီဘက်ကရော MNDA ဘက်ကရောလိုက်လုပ်ပေးခဲ့ရတယ်အခုလဲမိုးကုတ်ကိုလာရှုပုံစံတိုင်းပဲ TNL ဘက်ကရောစစ်ကောင်စီဘက်ကရောလိုက်လုပ်ပေးအောင်လုပ်ထားတယ်ပေါ့နော်အဓိကတော့ဒါတရုတ်ကလည်းဒီ PDF တခြားသောတော်လိုင်းတက်ဖွဲ့တွေကိုလုံးဝအတွက်စိတ်ကူးတဲ့တောင်မထည့်ထားတဲ့ပုံစံမျိုးတော့တွတ်တွေ့ရတယ်ဗောနော်မလို့ဘူးဒီဖွဲ့တွေပြောစရာမလို့ဒီဖွဲ့တွေဘာမှပါစရာလည်းအကြောင်းမရှိဘူးဗောနော်အဲ့တော့ TNL နဲ့ဆက်ကောင်စီနဲ့ပဲလောက်ရမယ်မင်းတို့အဲ့လိုမျိုးပုံစံမျိုးပဲလောက်ဆိုတဲ့ဒါသဘောမျိုးဗောနော်ဒါတရုတ်ကဖိအားပေးတဲ့ဟာကိုသူတို့ရင်ဆိုင်နေရတဲ့ပုံပဲဗောနော်အဲ့တော့ဆက်ကောင်စီဘက်ကတော့ကောင်းတာဗောစစ်ကောင်စီကမြို့ကိုပြန်မတိုက်ရဲလို့အခုလိုမျိုးတရုတ်ရဲ့ပုံဖိအားပုံစံမျိုးနဲ့ပဲဗောနော်ပြန်ပြီးတော့မြို့ကိုပြန်တောင်းတဲ့သံတောင်းစားတောင်းတောင်းတဲ့ပုံစံမျိုးပဲတွတ်တွေ့ရလားရှိုးတုံးကဖြစ်နေတဲ့အတူတူပဲ အဲ့တော့တပ်ဖွဲ့တွေကမြို့ပြင်မှာထွက်ပြီးတော့နေပေးရအဲ့တော့အဲ့လိုမျိုးနေပေးပြီးတဲ့အခါစစ်ကောင်စီနဲ့ TNL နဲ့ဒီမြို့ကိုအလွှဲပြောင်းပြီးသွားပြီဆိုတဲ့အချိန်ကျမှတိုက်ပွဲဖော်ဆောင်ခြင်းလဲဖော်ဆောင်ဆိုတဲ့သဘောမျိုးဆိုတော့မြို့ကိုအစားကနေပြန်တိုက်ရမယ့်ပုံစံမျိုးဖြစ်သွားမှာအစားကနေပြန်တိုက်ရဘာဖြစ်မလဲစစ်ကောင်စီကဒီလိုမျိုးဟာကိုကြိုပြီးတော့တွတ်ထားမှာပဲ TNL ကအခုလိုမျိုးမြို့ထဲကိုစစ်ကောင်စီတပ်ဖွဲ့တွေခေါ်ပြီးတော့ဝင်လာမယ်ဟေ့ဆိုတဲ့အခါကျရင်ဘလို့ပုံစံမျိုးနဲ့ဝင်ပါလဲဘလောက်အင်အားပါပါလဲဘလို့လက်နက်ခဲယမ်းတွေပါခဲ့ပါလဲ လို့နီးပညာမျိုးတွေတုံးဆွဲပြီးတော့လာမှာလဲပေါ့နော်အခုဆိုရင်သူတို့ဘက်ကပို့ပို့ပြီးတော့အဆင့်မြင့်တဲ့နီးပညာတွေပို့တုံးလာတယ်အင်အားရာမှာဆိုလဲအလိုအပ်တဲ့နေရာကဟာဒီအကုန်လုံးထုတ်နှုတ်ပြီးတော့ပို့လိုက်မယ်ဆိုရင်အင်အားရာမှာလဲပို့ပြီးတော့များသွားလိမ့်မယ်အတော့ပြရလက်နဲ့ခဲရင်မြို့ရဲ့အချက်ချာကြတဲ့နေရာတွေပို့ပြီးတော့တို့ပြင်ဆင်ခွင့်ရမယ်ပေါ့နော်အဲ့တော့မြို့ကိုအစကနေပြန်တိုက်ရမယ်ဆိုရင်ဒါကြီးကကျွန်တော်တို့အတွက်ခက်ခဲတဲ့ပုံစံတစ်ခုဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့တော့မြို့ရဲ့အခြေအနေကတော့ပြည်သူကတော့ပြောင်းရွှေ့နေကြပြီဒါကျွန်တော်ခုနပြောလို့ပဲ ငွေကြေးမတက်နိုင်တဲ့ပြည်သူတွေလောက်ပဲကြံခဲ့တယ်တကြီးရွယ်တွေကြံခဲ့တယ်အဲ့လိုပုံစံမျိုးပဲရှိတော့တယ်ဗောနော်အဲ့တော့ TNL ရဲ့တောင်းဆိုမှုကိုတချို့ကလက်ခံခြင်းလက်ခံလိမ့်မယ်တချို့ကျတော့လက်ခံမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီမျိုးကိုတိုက်တဲ့အချိန်မှာ TNL တွေမကဘဲနဲ့အခြားသောတော်လိုင်းမဟာမိတ်တွေကအစပါဝင်ပြီးတော့တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်အဲ့ဒါကြောင့်မလို့လေဒါအဲ့တပ်ဖွဲ့တွေရဲ့နေရာကနေစဉ်းစားကြည့်မယ်ဆိုရင်ဒီမျိုးကိုမင်းတို့ကြည့်ပဲတိုက်ခဲ့တာမဟုတ်ဘူးငါတို့လည်းပါခဲ့တယ်အဲ့လိုမျိုးစိတ်ကတော့ရှိကိုရှိမှာပဲပေါ့နော် ဲ့ဒါကြောင့်မလို့လေဒါ DNA တွေကလက်နက်တွေပေးတယ်ဆိုပြီးတော့ချွေးသိရတာဖြစ်လိမ့်မယ်အဲ့တော့လက်မခံမှုဟေးဆိုတဲ့ပုံစံမျိုးတွေများလာတယ်ပို့ပြီးတော့အခြေအနေတွေဒါပို့တိုင်မှုတွေပြင်းထန်လာတယ်ဟေးဆိုတဲ့ခါကျရင် DNA လေးနဲ့ပါထိတိုက်တွေ့လာနိုင်မလားဆိုတဲ့သုံးသပ်ချက်တွေလည်းရှိလာနေတယ်ပေါ့နော်အဲ့ကြောင့်မလို့ DNA လေးကလည်းဒီဟာနဲ့ပတ်သက်လို့ကြိုပြီးတော့မြင်တာဖြစ်တဲ့အတွက်အခုဘာတွေလုပ်လဲဆိုတော့တော်လိုင်းရင်တက်ဖွဲ့တွေနေရာယူထားပါတယ်ဆိုတော့ဒီ viewer ကုန်းတွေ point ကုန်းတွေမှာဒီ DNA လေးရဲ့သူ့ရဲ့အင်အားတွေပေါ့နော်အင်အားတွေအများကြီးစုဖွဲ့ပြီးတော့ light ထိုင်တာတွေရှိတယ်ဆိုပြီးတော့သိရတယ် ဲ့တော့အဲ့လိုမျိုးလုပ်တဲ့ဆိုရင်လည်းကသူကဒီတပ်ဖွဲ့တွေကငါတို့ပြောတဲ့တောင်းဆိုမှုတွေကိုလက်မခံဘဲနဲ့စစ်ကောင်စီဝင်လာလို့ပြင်းနေဆိုရင်လုပ်လို့မရအောင်ငါတို့စောင့်ကြည့်ရမယ်ဆိုတဲ့ပုံစံမျိုးလဲတွတ်တွေ့ရအဲ့တော့အခြေအနေတွေကတော့ပို့ပြီးတော့ရှုပ်ထွေးလာနေတယ်ပို့ပြီးတော့ပြင်းထန်လာတယ်တွေ့နေရတယ်ဗောနော်အဲ့တော့အဲ့ထက်ပို့ပြီးတော့ခက်ခဲလာနေတာကမိုးကုတ်အပြင်မိုးမိတ်ဗောနော်မိုးမိတ်ကပို့ပြီးတော့ခက်ခဲလာနိုင်ရည်ရှိတယ်စစ်ကောင်စီအတွက်ကောတရားနယ်လေးအတွက်ကောဗောနော်ဘာလို့လဲဆိုတော့ KIA နဲ့ ABSDF ဗောနော် KIA ပါပါတယ်ဆိုမှ KPD လည်းပါမယ်အဲ့တော့အဲ့အဖွဲ့တွေက ဒီ moment နဲ့ပတ်သက်လို့ပေါ့နော်စီးရရကူညီမယ်ဆိုပြီးတော့ထုတ်ပြန်ထားရရှိတယ်အဲ့တော့ဒီထုတ်ပြန်ချက်ဆိုတဲ့ဟာကလည်းအလကားတော့သူတို့ဟိုဟာဖြစ်ပြီးတော့ထုတ်ပြန်တာမဟုတ်ဘူးပြောမယ်ဆိုရင်တကယ်ကိုဆုံးဖြတ်ထားပြီးသားဖြစ်တဲ့အတွက်ထုတ်ပြန်ချက်တစ်ခုအနေနဲ့ထွက်လာတာဖြစ်တယ်သဘောတူထားတဲ့ထုတ်ပြန်ချက်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုထုတ်ပြန်ထားတဲ့အချိန်မှာဒါ TNL ကခုနလိုပဲခေါ်ပြီးတော့ဝင်လာမယ်ဟဲ့ဆိုရင်ဒီအဖွဲ့တွေပါထိတ်တိုက်တွေ့ရမယ့်ပုံစံမျိုးတွေမြင်အောင်နေတယ်ပေါ့နော်အဲ့တော့ အခြေအနေတွေကပို့ပြီးတော့ပြင်းထန်လာနိုင်ခြင်းရှိတယ်အဲပြီးတော့ရှုပ်ပြည်သူတွေကလည်းပြောကြတယ်ပေါ့နော်ဘာပြောကြလဲပြည်သူတော်များလည်းပြောကြတယ်ဒေါ်လန်ကြီးဒေါ်လန်ဒေါ်လန်ပြည်သူတွေပေါ့နော်ဘာပြောလဲဆိုတော့ဒီ TNL လေးကိုစုံမှာဆိုလေဒါတို့တို့ PR တွေမခံနိုင်လို့နောက်တစ်ခုတ်အဲပြီးပြည်သူတွေကိုတိုက်ခိုက်တာတွေလေကြောင်းတိုက်ခိုက်တာတွေမခံနိုင်တော့လို့လူလူကိုငှဲ့ကြည့်လို့သူတို့သဘောတူလက်မှတ်ထိုးလိုက်ရတယ်မြို့ကိုပြန်ပြီးတော့ဆုတ်ခွာပေးရမယ်ဆိုရင်လည်းကိုယ့်ဘက်ကိုဆုတ်သွားလိုက်။ဘာဖြစ်လို့စစ်ကောင်စီတပ်ကိုခေါ်ပြီးတော့တွင်းလာမှာလဲဆိုတော့အမြင်တွေလည်းရှိကြပြန်နေပေါ့နော်။အဲ့ဒါကြီးကြတော့ လွန်သွားပြီဆိုပြီးတော့ပြောကြရလဲရှိတယ်။အဲတချို့ပြည်သူတွေကြတော့လည်းဒီအရေးကိုစောင့်ကြည့်နေတဲ့သူတွေကြတော့လည်းဒါကအစနဲ့ကကြိုတွေးထားပြီးသားကြိုတိထားပြီးသားပေါ့နော်စစ်ကောင်စီကဒီလိုလုပ်မယ်ဆိုတဲ့ဟာကိုကြုံမြင်ထားပြီးသားအဲကြတော့ကိုယ့်အဖွဲ့တွေအနေနဲ့လှုပ်ရှားရှိတာတွေကိုဆက်ပြီးတော့လှုပ်ဆောင်နိုင်ဖို့အခုချိန်မှာအခြေကြီးတိုင်ပင်ဆွေးနွေးတာတွေလုပ်တင်နေဆိုပြီးတော့လည်းပြောကြရရှိတယ်။အဲ့တော့ချင်းနေကတော်တော်လေးတော့ရှုပ်ထွေးလာတဲ့အနေထား။ PNL ကအခုလိုမျိုးဒါ ဒီတော်လိုင်းတက်ဖွဲ့တွေနဲ့တွေ့ဆုံနေစဉ်တော့တွေ့မှာကိုပဲပေါ့နော်ဒီလိုမျိုးအကြောင်းအရာတွေတောင်းဆိုတယ်ဒီလိုမျိုးအကြောင်းအရာတွေထုတ်ဖို့ပြောဆိုတယ်လက်နက်တွေပေးမယ်ဆိုတဲ့ဟာမျိုးတွေပြောဆိုနေတဲ့အချိန်မှာကိုပဲဒီမိုးကုတ်မြို့ပေါ်မှာပေါ့နော်ဒီကြောက်တူးတဲ့ကိစ္စတွေကရှိနေတော့မယ်ဆိုပြီးတော့သိရတယ်အဲ့မှာလဲဒါသတင်းဌာနတွေမှာပါတဲ့ပုံစံတိုင်းဆိုရင်ဒါကြောက်ငါအဲကြောက်18တူးလို့ရတယ်ဆိုရင်ခုနှစ်ကတ DNA လေးကိုပေးရတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဒီနာမည်ကြီးနေတဲ့ဒါခောက်ကွင်းလိုနေရာမျိုးတွေကအစဒါတွေကိုလည်းထည့်ပြီးတော့ပြောသွားရရှိတယ်ရှိရကြတော့ ဒီမြို့ရဲ့တယံဇတထုတ်ယူမှုအပိုင်းမှာလည်းအခုချိန်ထိမရက်တန့်သေးဘူးလုံနေတုံးပဲဒါပေမဲ့သူတို့တက်တွေကတော့တဖြည်းဖြည်းနဲ့ရွှေ့နေပြီဆိုတဲ့ပုံစံမျိုးတွေလည်းမြင်တွေ့နေရတယ်ပေါ့နော်အဲ့တော့အဲလူတို့ကလည်းတော်တော်လေးစိုးရင်စိတ်ပူနေတဲ့နေသားပေါ့နော်အဲ့တော့ MNDA ကလာရှုကိုစစ်ကောင်စီကိုလွှဲပေးတဲ့အချိန်တုန်းကတရုတ်ကစောင့်ကြည့်စစ်ဆေးခဲ့သလိုပဲမိုးကိုရဲ့အချိန်ကြီးကိုလည်းတရုတ်ကစောင့်ကြည့်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ် ဒီချက်ကဒါ TNL ကတရုတ်ရဲ့ဖီအားအောက်မှာရောက်ရှိနေတယ်တရုတ်ရဲ့ဖီအားကိုမလွန်ဆန်နိုင်ဘူးဆိုတဲ့ဟာကိုလည်းသတ်တွေ့ရတယ်ပြောရရင်တော့တရုတ်ကိုမလွန်ဆန်နိုင်ဘူးဆိုတဲ့ပုံစံမျိုးမြင်တွေ့ရတယ်ဗောနော်တေချာပေါက်ဒါလာရှိုးကိုပြန်ပေးသလိုမျိုးဒါမိုးကိုကိုလည်းပြန်ပေးရမယ်သဘောတွေမြင်တွေ့နေရတယ်အဲ့တော့တလိုင်းတက်ဖွဲ့တွေဘက်က TNL ရဲ့တောင်းဆိုမှုကိုလက်ခံလိုက်ရင်တော့ခုနပုံစံတိုင်းပြန်ပေးရလိမ့်မယ်။အဲ့ခါကျရင်တော့တလိုင်းတက်ဖွဲ့တွေတိုက်ရှင်နေဆိုရင်တော့မှပဲသူတို့မျိုးရဲ့အလွဲပြောင်းကိစ္စတွေပြီးသွားပြီဆိုတော့နောက်မှပဲအစအနေပြန်တိုက်ရမယ့်ပုံစံဖြစ်လာလိမ့်မယ်။ ဒါကတော့ဒါဖြစ်နိုင်ကြေပေါ့နော်ဖြစ်နိုင်ကြေအဲဒါတွေကိုလက်ခံလိုက်မယ်ဆိုရင်ဖြစ်နိုင်ကြေရှိတဲ့အရာပေါ့နော်အဲ့တော့ဒါ DNL အနေနဲ့ကလည်းဒါတော်လိုင်းတပ်ဖွဲ့တွေကိုခေါ်ယူတွေ့ဆုံနေဆိုတာကလည်းငါတို့ဘလို့ပူးပေါင်းပြီးတော့လှုပ်ဆောင်ကြမလဲစစ်ကောင်စီဘက်ကတော့ဒီလိုလှုပ်လာပြီတရုတ်ကတော့ငါတို့ဒီလိုဖိအားတွေပေးလာပြီအဲ့တော့ငါတို့လွန်ဆန်လို့မရတာရှိတယ်ဒါပေမဲ့လည်းဒါငါတို့အကုန်လုံးကိုငဲ့ညာပြီးတော့ငါတို့ဘလို့မျိုးပူးပေါင်းလှုပ်ဆောင်ကြမလဲဆိုတော့ပုံစံမျိုးနဲ့တိုင်းမင်နာမျိုးမဟုတ်ဘူးမဟုတ်ဘဲနဲ့ဒါမိုးကုတ်ကနေခွာပေးဖို့စစ်ကောင်စီကိုခေါ်သွင်းမဲ့သူရဲ့အစီအမံကို ဒီတော်လိုင်းတက်ဖွဲ့တွေကလက်ခံပေးဖို့ခေါ်ယူပြီးတော့တောင်းဆိုတဲ့ပုံစံမျိုးကိုသတ်တွေ့ရတယ်။အဲအဲ့တော့အမှန်တော့ခုနလိုမျိုးပုံစံမျိုးလေးကိုကျွန်တော်တို့ကပို့ပြီးတော့ဖြစ်စေချင်တာပေါ့ဗျာ။အဓိကတော့ငါတို့ဒီလိုကြုံနေရပြီ။ကိုကြုံနေရတဲ့အခက်ခဲကိုလည်းပြောပြမယ်။ငါတို့ဘယ်လိုဆက်လုပ်ကြမလဲ။ဘယ်လိုလုပ်ရင်ရမလဲ။ဘယ်လိုမျိုးပုံစံမျိုးလုပ်ကြမလဲ။အဲအဲ့လိုပုံစံမျိုးကိုဒီ PR တွေကနေလွတ်ကင်းအောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ timing ဆွေးနွေးမှုမျိုးကိုပို့ပြီးတော့လိုလာတာပေါ့လေနော်။အဲ့တော့စစ်ကောင်စီဘက်ကတော့ရှင်းပါတယ်။စစ်ကိုပြန်တိုက်ယူရဲတော့ဘူး။ဒီမျိုးကိုသူတို့တိုက်ယူဖို့အတွက်မလွယ်ကူဘူး။ အဲ TNLA အနေနဲ့စောက်ခွာပေးတယ်ဆိုရင်တော့မှပဲကြံရှိနေတဲ့တော်လိုင်းတပ်ဖွဲ့တွေကပြင်းပြင်းထန်ထန်ခုခံမယ်လို့ပြောထားတာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့လက်ရှိဒီစီရေးဆွမ်းရည်အရာပေါ့နော်ပြန်တက်ယူဖို့ဆိုတာဘလုံးမှမလွယ်ကူနေဘူးအဲ့တော့ပြောရမယ်ဆိုရင်စစ်ကောင်စီအနေနဲ့ကရွေးကောက်ပွဲမတိုင်ခင်မျိုးတစ်ခုပြန်ရဖို့အတွက်ဉဏ်ဆုံးနီးလန်းကသံတောင်းစားတောင်းပြန်တောင်းတာပဲအဲ့လိုသံတောင်းစားတောင်းပြန်တောင်းနိုင်ဖို့အတွက်ကမလွန်ဆန်နိုင်တဲ့တရုတ်ရဲ့ PR တွေပေါ့နော်အဲ့ PR တွေကိုအသုံးချပြီးတော့ IPR တန်ခံနေရတဲ့အဖွဲ့တွေစီကနေခုလိုမျိုးသံတောင်းစားတောင်းပြန်တောင်းဖို့ကသူ့အတွက်အမြန်ဆုံးနဲ့ အတုအတွက်အထီးကအနည်းဆုံးပဲပေါ့နော်အဲ့တော့စစ်ကောင်စီကဘလို့ပဲဖြစ်ဖြစ်သူလောက်ရမယ့်ဟာကိုသူလုပ်တယ်သူလုံနိုင်တဲ့မြတ်ဟာအကုန်လုပ်တယ်သူတောင်းစားတောင်းဝင်ကျွန်တော်ဘလောက်ပဲဆဲဆဲဆိုဆိုသူတို့တောင်းစားတောင်းတောင်းရမယ်တောင်းရလို့ဒီမျိုးပြန်ရရင်ပြီးတာပဲဆိုတော့သူတို့ရဲ့ရည်မှန်းချက်အောင်မြင်မှုအတွက်ကိုပဲဦးစားပေးအဲအဲ့ဒါကိုလည်းကြာကျွန်တော်တို့တတိထားရမယ်တတိထားရမယ်ဆိုတဲ့အပြင်မှာကျွန်တော်တို့အဲ့ဥစ္စာမျိုးကိုလည်း တွေးတွေးပြီးတော့ဗောနော်ကျွန်တော်ဘက်ကရောအဲ့လိုမျိုးပုံစံမျိုးတွေလုံးလို့ရတယ်ဆိုတဲ့ဟာမျိုးကိုစဉ်းစားတက်ရမယ်ဗောနော်အဓိကတော့စစ်ကောင်စီကဒီပြန်တိုက်မီမျိုးရဲတဲ့ဒီမျိုးကိုဗောနော် TNL တက်တွေနဲ့တွဲပြီးတော့ဝင်မဲ့နီလန်းကိုသူတို့မရရအောင်ဒါလှုပ်ဆောင်လိမ့်မယ်ဆိုပြီးတော့ဒါမြင်ရတယ်ဗောနော်အဲ့တော့တော်လိုင်းတက်ဖွဲ့တွေဘက်ကတော့ဒါတခြားနေရာတစ်ခုကိုရွှေ့ပြောင်းပြီးတော့ဒါအစ်စ်စုဖွဲ့မယ်ပြီးရင်ဒါပြန်ဆုံမလားအဲဆိုလိုတာကမျိုးကိုအစကနေပြန်တိုက်မလားအဲ့လိုတိုက်ရင်ရောလွယ်ကူနိုင်မလားဆိုတဲ့ဟာကိုလည်းဒါကျွန်တော်တွေးမိတယ်ဒါမှမဟုတ်ခုနပြောသလိုဆိုရင်စိတ်ပူစရာတွေဗောနော်ထိတ်တိုက်တွေပဲတွေ့ကုန်ကြမလား ဘာလို့လဲဆိုတော့အမှန်တော့အဲ့ဟာလည်းကောင်းတဲ့အရာတော့မဟုတ်ဘူးဘာဖြစ်ဖြစ်ဒါမဟာမိတ်တွေဖြစ်ကြတယ်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်အပြန်အလှန်ကူညီမှုတွေလည်းရှိခဲ့ကြတယ်ပေါ့နော်အဲ့တော့အခုလိုမျိုးထိတိုက်တွေ့ဆုံမှုတွေဖြစ်လာပြီဆိုရင်လည်းဒါကောင်းမှာမဟုတ်ဘူးပေါ့နော်အမှန်တော့ဒါ TNL အနေနဲ့လည်းဒါကျွန်တော်တို့ဒေါ်လာရင်းတက်ဖွဲ့တွေဘက်ကိုထည့်ပြီးတော့စဉ်းစားသင့်တာတွေကိုချင်းစာသင့်တာတွေရှိတယ်ဘာကြောင့်လဲဆိုတော့သူတို့ဒီရှမ်းမြောက်ကမြို့တွေကိုတိုက်ခိုက်သိမ်းပိုက်ဖို့အတွက်အကောင့်တွေပေါ်ကြတဲ့အခါမှာဒီတော်လိုင်းတက်ဖွဲ့တွေကအများကြီးပါဝင်ကူညီခဲ့ကြရရှိတယ်အသက်တွေခန္ဓာတွေဆွန့်လွတ်ပြီးတော့ဆုံးရှုံးခဲ့ကြရတာကြီးလည်းရှိတယ်ပေါ့နော် လက်နက်ခရံပေးလိုက်တာပဲလေကွာဆိုတဲ့ပုံစံမျိုးတော့ပြောလို့တော့မရဘူးပေါ့နော်အဓိကတော့ဒါအသက်တွေကပို့ပြီးတော့တန်ဖိုးရှိပါတယ်အဲ့တုန်းကပါဝင်ပြီးတော့တိုက်ခိုက်ပေးကြပါတယ်ဆိုတော့တပ်ဖွဲ့တွေအကုန်လုံးဟာဒီတော်လန်ရေးကိုအောင်မြင်ပြီးမြောက်အောင်လုပ်ကြမယ်ဒီတော်လန်ရေးအောင်မြင်ပြီးမြောက်အောင်လုပ်နေတဲ့အဖွဲ့တွေအကုန်လုံးကိုကူညီကြမယ်ပြီးရင်စစ်ကောင်စီလုံးဝကြာရှုံးရမယ်အာဏာရှင်စနစ်အမြင့်ပြတ်ရမယ်ဆိုတော့ရည်ရွယ်ချက်တွေပြီးရင်ပြည်သူလူထုတရက်လုံးတနိုင်ငံလုံးအတိုင်းအတာနဲ့လွတ်မြောက်ရမယ်ဆိုတော့ရည်ရွယ်ချက်တွေနဲ့အသက်တွေပေးပြီးတော့တိုက်ပွဲဝင်ခဲ့ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ အဲ့ဥစ္စာတွေကိုပြန်ပြီးတော့ဒါကုချင်းစားစီခြင်းနဲ့ပြန်ဖြစ်ပြီးတော့တွေးစီခြင်းနဲ့အဲ့တော့အဲ့လိုမျိုးတိုက်ခဲ့တဲ့ချိန်မှာ PDF တွေလည်းအများပြပါဝင်ခဲ့တယ်ဆိုတဲ့အကြောင်းလည်းသိစေခြင်းနဲ့နောက်တစ်ခုကဒီမျိုးကိုတိုက်တဲ့ချိန်မှာလည်း DNL တွေမဟုတ်ဘဲနဲ့အခြားသောမဟာမိတ်ပူးပေါင်းတွန်လိုင်းတပ်ဖွဲ့တွေအများကြီးပါခဲ့တယ်ဆိုတဲ့အကြောင်းလည်းသိစေခြင်းနဲ့အဲ့တော့တပ်ဖွဲ့တွေရဲ့သဘောထားကိုလည်းနားထောင်စေခြင်းနဲ့ပေါ့နော် PR တဲ့မခံနိုင်လို့အဲစစ်ကောင်စီကကလင်ကျစ်ကြလို့ဆိုတဲ့ဒါအကြောင်းပြချက်မျိုးနဲ့ပေါ့နော်ဒါပြည်သူပေါ်မှာနိုင်ကျင့်လို့ဒါဘုံကျဲလို့တပ်ဖြတ်လို့ဆိုတဲ့အကြောင်းပြချက်မျိုးနဲ့ ဒီလိုမျိုးတောင်းဆိုတဲ့ဟာတွေကိုကျွန်တော်တို့လက်ခံသင့်လက်မခံသင့်တော်လိုင်းတက်ဖွဲ့တွေကတောင်းဆိုတဲ့အရာတွေကိုလက်ခံသင့်မခံသင့်ဆိုတဲ့ဟာတွေလည်းပြန်ပြီးတော့စဉ်းစားစီစဉ်နေပါတော့။အဲ့တော့မျိုးရဲ့အခြေအနေကတော့ပိုပိုပြီးတော့ရှုပ်ထွေးတဲ့အနေအထားဖြစ်လာတယ်။အဲဒီကြားထဲမှာပဲစစ်ကောင်စီကသူခွဲတက်ရှုံမှုတွေလည်းပိုပြီးတော့လှုပ်ဆောင်လာတယ်။အခုဆိုရင်သူတို့ဘက်ကပြောနေကြတယ်။အဲ့ဒါပါလဲဆိုတော့မျိုးတွေ့လာငါတို့ကမျိုးကိုတနက်တစ်ချက်မဖောက်ခဲနဲ့ပြန်ရအမှန်တော့ဆောက်ရှက်မရှိတာတကယ်တမ်းပြောရရင်မျိုးကိုပြန်မတိုက်ရဲလို့ပြန်တိုက်ပြီးတော့မယူနိုင်တော့လို့ အခုလိုမျိုးတောင်းစားတောင်းပြန်တောင်းဝင်မှသူတို့ရတာပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီပုံမှာတော့သူကတေချာပေါက်ဂုံစာလေးဝင်မယ်လှည့်ပတ်ပြီးတော့ဂုံစာလေးဝင်မယ်ပေါ့နော်အဲ့ဘလိုပဲဖြစ်တချို့ပြည်သူတွေကတော့တွေးထားပြီးသားဖြစ်တယ်ဒါပေမဲ့လည်းဒေသခံတွေအနေနဲ့ပေါ့နော်ဒါအခုချိန်မှာဒါဟိုရွှေတီပြောင်းနေဒုက္ခရောက်နေကြရတယ်ရှိတယ်အဲ့တော့လူတို့ကိုတေချာလေးချပြဖို့လည်းရည်ကြီးတယ်ဘာဖြစ်လို့လဲဆိုတော့လူတို့ကခုနပြောသလိုပေါ့နော်ဒီတပ်ဖွဲ့တွေကသူတို့ရဲ့ထုတ်ပြန်ချက်တွေကိုဒါရှေ့လပိုင်းတွေမှာထုတ်ပြန်ခဲ့တယ်ဆိုပြန်ခုနောက်ပိုင်းမှာဘာမှတေချာမသိရတာရှိတယ် ဲ့တော့အဲ့လိုပုံစံမျိုးနဲ့ဆက်ပြီးတော့နေနေမယ်ဆိုရင်ဒုက္ခရောက်ကြမဲ့ပြည်သူတွေလည်းရှိကြတယ်စိတ်ကောင်းစီကအကုန်လုံးကိုပတ်ရမ်းနေတာရှေ့မှာရှိသမျှမြို့တွေအကုန်လုံးကိုသူတို့ပြန်ရပါပြီဆိုတဲ့အချိန်မှာတော်လိုင်းနဲ့ပတ်သက်ဆက်နွယ်ပါတယ်ဆိုတဲ့သူတွေအကုန်လုံးကိုလိုက်ပြီးတော့ဖမ်းဆီးတာတွေအဲဒါဆေးဆေးမေးမြန်းတာတွေဒါပြီးရင်ဒါသူတို့ရဲ့နေအိမ်နေစီးပွားရေးလုပ်ငန်းတွေကိုချိတ်ပိတ်ပစ်တာမျိုးတွေပိုင်ဆိုင်မှုတွေသိမ်းပစ်တာမျိုးတွေတောက်လျှောက်လုပ်ခဲ့တာပေါ့နော်အဲ့တော့အဲ့အပိုင်းတွေကိုလည်းထည့်သွင်းပြီးတော့စင်စားကြစီခြင်းနဲ့ဒါလူလူအတွက်ကိုပို့ပြီးတော့ငှက်ညာပြီးတော့ကြည်စီခြင်းနဲ့ဆိုတဲ့အကြောင်းလည်းပြောခြင်းပါလေ နောက်ထပ်သတင်းတစ်ခုကတော့ဒါ Green Bee နဲ့အဲမြောက်ရီမျိုးတောင်ဘက်မင်းလက်ပံကြေးရွာကိုစစ်ကြောင်းထိုးလာဖို့စူးစမ်းနေတဲ့စစ်ကောင်စီနဲ့ KNL ဥဆောင်တဲ့ဒါ BDF ပူပေါင်းတွန်လိုင်းတပ်ဖွဲ့တွေကြားဒီနေ့မနေ့ပိုင်းမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်ဆိုပြီးတော့သိရတယ်။မနေ့ကလည်းဖြစ်တယ်ပေါ့နော်။အဲဒါကြောင့်တော်တော်လေးလည်းအထိနာသွားတယ်ဆိုပြီးတော့သိရတယ်။အဲ့တော့အင်းချင်းမြိုင်ကြေးရွာကနေပြီးတော့မင်းလက်ပံဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တိုက်ပွဲတွေဖြစ်ပွားတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီပြစ်ခတ်လိုက်လို့မင်းလက်ပံကြေးရွာကပေါ့နော်။ကြားဖြန့်ဆိုင်တဲ့ကိုလက်နက်ကြီးတွေကြားရောက်ပေါက်ကွဲခဲ့တယ်။လက်နက်ကြီးနှလုံး ကြောက်ရောက်ပေါက်ကွဲခဲ့တယ်အားကြောင့်လို့ဒါ၃ဦးထိခိုက်တယ်ဆိုပြီးတော့လည်းသိရတယ်အဲ့တော့တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအထိနာနေတယ်ဆိုတဲ့ဟာကိုတော့တလိုင်းတပ်ဖွဲ့တွေစီကနေပြီးတော့သိရတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကမြောက်ရီဝေါ်လီလမ်းပိုင်းကိုဒီလမ်းပိုင်းတစ်လျှောက်ကိုသူတို့ထိန်းချုပ်နိုင်ဖို့အပြင်းထန်ကြိုးစားနေတာရှိတယ်အင်ဂျင်မြန်မြတ်ကစီချောင်းထိုးတယ်ထိမဲ့ဝါကီနဲ့ဒါရေသိဘူဘက်ကနေပြီးတော့လဲစီချောင်းနေထိုးနေတာရှိတယ်အဲ့တော့တပ်ဖွဲ့တွေကတော့အပြင်းထန်တိုက်ပွဲဝင်နေမှာတေချာပဲပေါ့နော်ဒါပေမဲ့စစ်ကောင်စီဘက်ကတုံးလာတဲ့ညပညာတွေအပြင်လူအင်အားတွေ သူတို့ဘက်ကဘလောက်တည်တည်ကိစ္စမရှိဘူးဆိုတဲ့ပုံစံမျိုးကြီးနဲ့တိုးလာတာဒါပေမဲ့ကိုယ့်ဘက်ကတပ်ဖွဲ့တွေကတော့အဲ့လိုအဖြစ်ခံလို့မရဘူးမင်းတို့ဘက်ကတည်ခြင်းတော့တည်ငါတို့ဘက်ကအဖွဲ့တွေမထိခိုက်ဖို့ဆိုလိုတယ်ဆိုတဲ့ပုံစံမျိုးကိုတော့လူလူကပို့ပြီးတော့သဘောကျတယ်ဗောနော်ဒါပေမဲ့လည်းစစ်ကောင်စီဘက်ကလှုပ်လာတဲ့ရုံမာတဲ့လှုပ်ရက်တွေကြောင့်မလို့အခုချိန်မှာလူလူကဒုက္ခရောက်နေကြတယ်ဒီအခုတိုက်ပွဲဖြစ်ပွားသွားပါတယ်ဆိုတော့ဒီမင်းလက်ပံဆိုတဲ့နေရာကလည်းတကယ်ပြောရင် ဟိုဟိုအရန်အေးချမ်းလာတဲ့ဒါရွာရွာလေးပေါ့နော်ရွာကြီးပေါ့နော်ပြောရမယ်ဆိုရင်ဒါဒေသခံပြည်သူတွေကောင်းကောင်းမွန်တဲ့ဒါစီးပွားရေးပါညာလှုပ်လှုပ်ရှားကန်စားဒါမျိုးလေးလှုပ်လို့ရတဲ့နေရာမျိုးပေါ့နော်ဒလန်ရေးတပ်ဖွဲ့တွေကိုလည်းဒါအရန်ချစ်ခင်ကြတဲ့နေရာမျိုးပေါ့နော်အဲ့တော့ဒီပြည်သူတွေကိုကာကွယ်ဖို့အတွက်ဒလန်ရေးတပ်ဖွဲ့တွေမှာလည်းတာဝန်ရှိတယ်အခုဒီပြည်သူတွေဒုက္ခရောက်ကြတယ်အဲအဲ့တော့ဒုက္ခရောက်တဲ့ခါမှာလည်းအဲကူညီပေးကြဖို့လိုတယ်ပြီးတော့စစ်ကောင်စီဘက်ကရုံမာတဲ့လှုပ်ရက်တွေကိုလည်းကာကွယ်ပေးကြဖို့လိုတယ်အခုသူတို့ပြစ်လိုက်တဲ့လက်နက်ကြီးအဲ့လက်နက်ကြီးကသူတို့ကြားပြန်ဆိုင်လဲကြားတယ်ကြိုက်ကြဲစလို့ကြား ကြိုက်တဲ့လောက်ကျဲအဲ့လိုမျိုးကြလီကြိုက်လီပဲပေါ့နော်အဲဒါပေမဲ့လူတို့ပုံမှာမယိုင်းလာမဲ့ဟာတွေကိုတော့ကျွန်တော်တို့ဂယုဆိုင်ဖို့လိုတယ်ဟိုနေ့ကဆိုရင်ဒါစစ်ရှောင်တဲ့နေရာပေါ့နော်စစ်ရှောင်တဲ့နေရာကိုကျဲပြီးတော့ဒီကောင်တွေမမတ်ရန်ဂုံစားနေတာရှိတယ်အဲ့နေရာမှာလုံးဝပေါ့နော်ပြောရမယ်ဆိုရင်လက်နက်ကင်အဖွဲ့စည်းတော်မှာလက်နက်ယူပြီးတော့မဝင်ရတဲ့နေရာမျိုးအဲ့လိုနေရာမျိုးကိုဒီကောင်တွေကဒါသူတို့ဘာသာသူတို့ဆွဆွဲပြီးတော့ဒီနေရာကိုကျဲတယ်ကျဲပြီးတော့တည်သွားတဲ့ဟာတွေကို PDF တက်ဖွဲ့တွေပါအ အဲ KNU တပ်ဖွဲ့တွေပါဆိုတဲ့ပုံစံမျိုးနဲ့ကုံစားနေတာရှိတယ်အမှန်တကယ်ကတော့ပြည်သူတွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးမမတ်ရဲပုံစံမျိုးနဲ့လှုပ်ဆောင်နေတဲ့အရာတွေကိုဒါကျွန်တော်အကောင်းဆုံးပြန်ပြီးတော့တုံ့ပြန်နိုင်ဖို့လိုတယ်အဲ့တော့တက်နေတဲ့လောက်ဝိုင်းပြီးတော့ကုညီပေးကြစီခြင်းနဲ့အဲတပ်ဖွဲ့တွေလည်းမြေမြေမှာတော့ရကုတ်ရကဲနဲ့စူးစမ်းနေကြတယ်နေစင်းနေများတိုက်ပွဲတွေရှိတယ်သူတို့မအားမလက်နေမညမနာဒီလိုပုံစံမျိုးနဲ့သူတို့တိုက်ပွဲဝင်နေကြတာရှိတယ်ပေါ့နော်အခုဆိုရင်ဒေသခံတွေစစ်ဘေးရှောင်နေရတဲ့ပုံစံမျိုးတွေဖြစ်လာနေကြပြီပေါ့နော်အဲ့တော့တချို့နေရာတွေမှာကျွန်တော်တို့နိုင်လဲနိုင်ရမယ်နိုင်ပြီးသွားရင်လည်းကျွန်တော်တို့ထိန်းနိုင်မှရမယ်ပေါ့နော် ဘာကြောင့်လဲဆိုတော့အခုလိုမျိုးစစ်ကောင်စီဘက်ကပြန်ပြန်ပြီးရယူသွားနိုင်နေတယ်ဆိုတဲ့အချိန်မှာအဲ့ဒေသခံတွေကလည်းအရန်ဒုက္ခရောက်တယ်စစ်ကောင်စီကအရန်နိုင်ကျင်တာအကောင်လုံးကိုဆွတ်ဆွဲပြီးတော့ဖမ်းနေတာပြည်သက်ကိုဘာဖြစ်တယ်ညာဖြစ်တယ်ဒါမျိုးပုံစံမျိုးတွေဖမ်းနေတာအဲ့ကြတော့ပြည်သူတွေအရန်ဒုက္ခရောက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေဒီထက်ပိုပြီးတော့တပ်ဖွဲ့တွေတောင်းတင်းမှုအတွက်လည်းကူညီပေးကြစေခြင်းနဲ့အင်အားတွေရှိပြီးသားကျွန်တော်တို့လက်နက်ခဲရနေပြည်စုံမှုအတွက်ကိုတောင်းတင်းမှုအတွက်ကိုဒါကောင်းမွန်တိုက်နိုင်မှုအတွက်ကိုကူညီပေးကြစေခြင်းနဲ့ပေါ့နော်နောက်တစ်ခုကတော့ဒါစစ်ကောင်စီကဒီအဝေးတင်တက္ကသိုလ်ចောင်းသားចောင်းသူတွေကို ကြိုတင်မဲပေးခိုင်းနေတယ်ဆိုတဲ့ဟာပေါ့နော်မဲမပေးရင်ကြောင်းဆက်တက်ခွင့်မပေးဘူးဆိုပြီးတော့ဗျသူကချင်းကြောက်ပြီးတော့မဲပေးခိုင်းနေတာဒါလည်းတော်တော်ဆိုးတယ်ပေါ့နော်ဒါဒီစစ်အုပ်စုကဒါတည့်ရတိုင်းမဲအုပ်စုဖွဲ့ပြီးတော့မိုက်ကြီးခွဲတဲ့ပုံစံမျိုးသူတို့လှုပ်ဆောင်နေတယ်အဲ့ဒါကိုဒါမတက်တာပဲနဲ့ပေါ့နော်ခံနေရတဲ့ပြည်သူတွေရှိတယ်အဲ့ဆရာဆရာမတွေပါညာဆိုတဲ့ဟာတော့ကျွန်တော်ခွဲခြားပြီးတော့မပြောလို့ဘူးပေါ့နော်အခုစစ်ကောင်စီစီမှာပေါ့နော်ဒါပါဝင်ပြီးတော့ပညာသင်ကြားနေတဲ့ပညာရေးစနစ်တွေပါညာတွေအဲအကြောင်းစုအကြောင်းစားတွေဒါတွေတိတ်မပြောလို့ဒါပေမဲ့အဲ့လိုလူတွေအကုန်လုံးလည်းအနိုင်ကျင့်ခံနေရတယ် ဆန္ဒမပါဘဲနဲ့မဲပေးနေရတယ်ဆိုတဲ့ဟာမျိုးကိုလည်းသိစေချင်တာဗောနော်အဲ့တော့စစ်ကောင်စီကဒါဆလင်းပါဗောနော်ចောင်းဆရာဆံမတွေကော်မတီဝင်တွေအုပ်ချုပ်ရေးမှူးတွေစစ်ခွေးရဲခွေးပြူခွေးအဲ့ဒါတွေအားလုံးပါအင်အား90လောက်စုဖွဲ့ပြီးတော့ဒါအုပ်ချုပ်ရေးရုံးမှာပထမအကြိမ်ကြိုတင်မဲကောက်တယ်တဲ့အဝေးတင်တက်ကူတက်နေတဲ့ចောင်းသားចောင်းသူတွေကိုဒါចောင်းကနေပြန်လွတ်ပြီးတော့မဲပေးခိုင်းတယ်အဲ့လိုမဲပေးခိုင်းတဲ့အချိန်မှာမဲသွားမပေးတဲ့သူတွေများလာလို့သူကခုနလိုမျိုးအေးမဲလာမပေးဘူးဆိုရင်ចောင်းဆက်တက်ခွင့်မပေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ချင်းချောက်အကြက်ကင်ပြီးတော့ မဲပေးခိုင်းနေတယ်ပေါ့နော်ဒါဟာလွတ်လပ်တဲ့ဒါရွေးကောက်ပွဲတရားမျှတတဲ့ရွေးကောက်ပွဲလို့ဘလို့မှပြောလို့မရတော့ဒီလိုမျိုးပုံစံမျိုးကြီးနဲ့မဲပေးခိုင်းနေတာဗျာမဲပေးချင်ပေးမယ်မပေးချင်ပေးဘူးဗျာတရားမလားသူတို့ရဲ့လောက်ရက်တွေကိုလက်မခံလို့မဲမပေးမဲ့သူတွေကအများကြီးရှိရလေဒါပေမဲ့လေသူတို့ကမဲပေးခိုင်းတယ်အဲ့ဒါကသူတို့အတွက်ရေးကြည့်အရေးအတွက်သူတို့ကလိုချင်တာပေါ့နော်ရလက်ကိုသူတို့ကလိုချင်တာမဟုတ်ဘူးရလက်ကသူတို့ကြိုက်တယ်လို့ခြေလှယ်ပြီးတော့သူတို့နိုင်အောင်လုပ်အရေးအတွက်ကိုပဲလိုချင်တာအကုန်လုံးမဲပေးခဲ့တဲ့အရောက်ရေဘယ်လောက်ရှိတယ် အဲအဲ့ထဲကမှကျွန်တော်တို့ကဗလန်ရာဂိုင်နှုံးနဲ့နိုင်နေဆိုတဲ့ဟာကိုသူတို့ကလုံပါ။အားကြအဲ့လိုပုံစံမျိုးနဲ့မဲပေးခိုင်းတာပါနော်။အခုလိုမျိုးဒါအတင်းကျပ်မဲပေးခိုင်းချင်းချောက်ပြီးတော့မဲပေးခိုင်းတယ်။အဲ့တော့အဲ့လိုမဲပေးခိုင်းခံရတဲ့သူကဘယ်ဟုတ်ပေးမယ်ထင်လဲ။ကျွန်တော်ပြောကြက်ခိုင်ကိုဘယ်ပေးမလဲ။ဒီလောက်ကြီးတိဗျာမပေးချင်ပါဘူးဆိုတဲ့ဟာကိုအတင်းကျပ်ချုပ်ပြီးတော့ပေါ့နော်။ချုပ်ရိုက်တဲ့ပုံစံမျိုးတွေလုံနေတာ။အားကြဘယ်ကုန်းမှပေးလုံးဝဘယ်ကုန်းပေးပေးမပေးပေးပေါ့နော်။သူတို့ကမပေးမှာတော့သေးကြတယ်။ မပေးဘူးမပေးဘဲနဲ့လည်းသူတို့ကကိစ္စမရှိဘူးရတယ်ဘာမှမဖြစ်ဘူးမင်းတို့အိုက်ကလုတ်တစ်ခုကိုနှိပ်လိုက်ဖို့ပဲလို့ဘယ်နေရာဝဲပြေးပြေးပေါ့နော်ဘာဖြစ်လို့ဆိုတော့ထွက်လာမယ်ရလက်ကဖုတ်ဆိုတာပဲထွက်မှာအဲဒါကြောင့်မလို့ဘယ်သူ့ဟာသူဘယ်ဘယ်ပြေးပြေးပေါ့နော်ပြီးသုံးလုံးပဲပြေးမှာလားတဆာညပဲပြေးမှာကိုကိုကြီးပဲပြေးမှာကြိုက်တဲ့ဟာကိုပြေးပြေးသမျှဟာအကုန်လုံးကနှိပ်လိုက်တဲ့ရလက်ဟာခုနလိုကြံ့ဖို့ဆိုတဲ့ဟာပဲထွက်ဖို့ဆိုတဲ့စကားလုံးမှထွက်လာမှာပေါ့နော်အဲအကြောင်းမလို့သူကအတင်းကျပ်မဲပေးခိုင်းတာအဲ့တော့သူတို့ကရလက်ရလက် ရလက်ကသူတို့ကြိုက်တယ်လို့ခြေလဲမှာဖြစ်တဲ့အတွက်သူရေတွက်ကိုလိုချင်တာအဲဒါကြောင့်မလို့ချင်းချောက်ပြီးတော့မဲပေးခိုင်းတာပေါ့နော်အဲ့တော့ဒါအဲ့လိုမျိုးချင်းချောက်ပြီးတော့မဲပေးခိုင်းတဲ့အတွက်တရာပေါ့နော်ဥယေတရာလောက်ကမဲပေးခဲ့ရတယ်ဆိုပြီးတော့သိရတယ်နောက်တစ်ခုကဒီ DSA DSDA DSMA အဲအဲ့လိုမျိုးစစ်ကြောင်းတွေစစ်တင်နန်းတွေစစ်အခြေခံတင်နန်းတွေအဲ့လိုမျိုးတင်နန်းကြောင်းတွေမှာလည်းကျူတင်မဲပေးခိုင်းတဲ့ပုံစံမျိုးတွေလုပ်နေပြီဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ဘာလွတ်လပ်ခွင့်မှမရှိဘူးဘာတရားမျှတမှုမှမရှိဘူးသူတို့လုပ်နေတဲ့ရွေးကောက်ပွဲဆိုတာအတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ် ဒါကိုလည်းကျွန်တော်တို့ကြည်ကြည်လောင်လောင်ဩကြဖို့လိုတယ်ပြောကြဖို့လိုတယ်အဲ့လိုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်းများများဆဆဖော်ထုတ်ပေးကြဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီ DSA လိုနေရာမျိုးတွေ DSDA လိုနေရာမျိုးတွေဒါတွေကတော့ပြောမနေနဲ့ခုနလိုတက္ကသိုလ်ကျောင်းနေမှာတော့မှပဲအခုလိုမျိုးအတင်းကျပ်မဲပေးခိုင်းနေဆိုတော့ဒီခုနလိုစစ်ကျောင်းနေမှာတော့သူတို့ရဲ့အဝန်ဝိုင်းထဲမှာရှိတာဖြစ်တဲ့အတွက်ပို့ပို့ပြီးတော့သူကခြေလေတာမျိုးတွေလှုပ်လိုက်မယ်ချိန်ချောက်အကြက်ကင်တာမျိုးတွေလှုပ်လိုက်မယ်ပေါ့နော်ပြီးတော့အိုက်ကောင်တွေကသူတို့စီမားကိုသွားပြီးတော့သူတို့ကိုဘုံမှပြီးတက်တဲ့ကောင်တွေဖြစ်တဲ့အတွက်သူတို့တေချာပေါ့ကြက်ခိုင်ကိုမဲပေးမဲ့ကောင်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ ဘလို့ပဲဖြစ်ဖြစ်ဒါစစ်ကောင်စီကသူ့ရဲ့မလွတ်လပ်ပြီးတော့တရားမမျှတတဲ့ရွေးကောက်ပွဲကိုနိုင်မှုအတွက်ကိုအကောင်အထည်ဖော်နေတယ်အဲ့တော့အဲ့ရွေးကောက်ပွဲလုတ်ခွင့်မရအောင်ပေါ့နော်ဒါမတရားတဲ့ရွေးကောက်ပွဲလုတ်ခွင့်မရအောင်နှီးမျိုးစုံနဲ့ဟန်တားနိုင်ဖို့လည်းရည်ကြည်တယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်